မြန်မာနိုင်ငံမန္တလေးမြို့အနီးစကိုင်းမြို့ကိုဗဟိုပြုကလှုပ်ခတ်သွားတဲ့ငလင်တန်းကြောင့်ထိခိုက်ဒေဆုံးမှုတွေအပါအဝင်အဆောက်အုံတွေလန်ဒရာတွေပြိုကျပျက်စီးမှုနဲ့ပတ်သက်ပြီးနာဆကအနေနဲ့ကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုဘယ်လိုအစီအစဉ်နဲ့ဆောင်ရွက်သွားမလဲပြည်သူလူထုကသိချင်နေကြပါတယ်။ငလင်တင့်ပြည်သူတွေကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးကိုအပိုင်းသုံးပိုင်းခွဲပြီးဆောင်ရွက်မယ်လို့နာဆကဥက္ကဋ္ဌကပြောပါတယ်။ 2025ခုနှစ်မတ်လ30ရက်ကငလင်းပေးတဲ့တင်ဒေတာဒီမှာကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအမြန်ဆုံးဆောင်ရွက်သွားနိုင်ရေးအထူးစည်းဝေးတရက်ပြုလုပ်စဉ်သူကပြောကြားခဲ့တာဖြစ်ပါတယ်။ငလင်းပေးတဲ့ထိခိုက်ပျက်စီးခဲ့ရမှုတွေကိုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေနဲ့ အပျက်စီးတွေကိုရှင်းလင်းဖယ်ထုတ်ခြင်းအပိုင်းပြုကြပျက်စီးနေတဲ့အဆောက်အဦတွေကိုပေးရနေရမဖြစ်စေရစနစ်တကျရှင်းလင်းဖယ်ရှားခြင်းအပိုင်းပြန်လည်တိဆောက်ခြင်းအပိုင်းဆိုကအပိုင်း၃ပိုင်းနဲ့ဆောင်ရွက်သွားရမယ်လို့နာဇကဥက္ကဋ္ဌပူဇုံမှုကြီးမင်းအောင်လိုင်ကပြောပါတယ်ငလင်ပိတဲ့အကြောင်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့လန်ဒရာတွေနိုင်ငံပိုင်အဆောက်အဦတွေပြန်လည်တိဆောက်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုမိမိတို့အနေနဲ့အင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပြီးငွေကြေးအင်အားလူအင်အားရင်းရမ်းနေအင်အားများစွာကိုတုံးဆွဲဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပုဂ္ဂလိကတိဆောက်ရေးလုပ်ငန်းတွေကိုလည်းထောက်ပံ့ပေးဖို့လိုအပ်မှာဖြစ်တာကြောင့်နိုင်ငံတကာကအကူအညီတွေတောင်းခံရမှာပြည်လဲတိဆောက်ရေးအတွက်လိုအပ်တဲ့ဆောက်လုပ်ရေးတောင်းပစ္စည်းတွေကိုလည်းထည့်သွင်းတောင်းခံသွားဖို့လိုကြောင်းသူကပြောပါတယ်။အဲ့ဒီအပြင်အစအဦးအာမခံလုပ်ငန်းတွေမှာအာမခံထားရှိမှုတွေကိုလည်းစနစ်တကျစီစစ်ပြီးအာမခံငွေကြေးတွေရရှိရေးအတွက်လည်းဆောင်ရွက်ပေးသွားဖို့လိုကြောင်းနတ်ဆက်ကဥက္ကဋ္ဌကပြောပါရယ်ဆက်သွယ်ရေးလမ်းကြောင်းတွေအ мян ဆုံးအရင်အခြေအနေအတိုင်းပြန်လည်သွားလာနိုင်ရေးဆောင်ရွက်ရမှာဖြစ်ကြောင်း စကိုင်းမန္တလေးလမ်းဟောင်းပေါ်ရှိစကိုင်းတရာအင်ဝါယထာလန်ကူတရာပြူကြပျက်စီးနေမှုကိုအမြန်ဆုံးပြန်လည်ဆောင်ရွက်သွားဖို့လိုပြီးရေလမ်းကြောင်းအမြန်ပြန်ပွင့်အောင်ဆောင်ရွက်ပေးသွားရမယ်လို့နာဆကဥက္ကဋ္ဌကပြောပါတယ်။အဒီနောက်ကုညီကက်ဆေးရေးလုပ်ငန်းတွေကိုပုံမထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရတဲ့လိန်ရင်ပြည်လမ်းတွေကိုလည်းအမြန်ဆုံးပြန်လည်ပြုပြင်ဖွင့်လှစ်ပေးသွားဖို့လိုကြောင်းယူရင်းပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရတဲ့လန်ဒရာတွေကို စားလို့ရေးဝင်ကြီးဌာနနဲ့စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်းပြီးအမြန်ဆုံးပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်ပေးဖို့လိုကြောင်းကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာလိုအပ်တဲ့တန်ချိန်များစွာကိုမတင်နိုင်တဲ့ green card တွေကိုလည်းငလင်ပေးတဲ့အတင်ဒေတာတွေကိုအမြန်ဆုံးဆစ်လို့ဆောင်ရွက်သွားစေဖို့လိုကြောင်းသူကပြောပါရယ်မန္တလေးမြို့တွင်ရှိဖုန်ကြီးကျောင်းတွေမှာအစာဦးနေရာအနေငယ်အတွင်တန်ဃာတော်အများပြသတင်းသုံးနေထိုင်လျက်ရှိတာကြောင့်တန်ဃာတော်တွေအားလုံးရဲ့စွန့်ကုန်နဲ့ဝေယဝိဆကိစ္စရပ်တွေအားလုံးအဆင်ပြေစေရည် တင်းလျော်တဲ့စီမံမှုတွေဆောင်ရွက်ပေးသွားဖို့လိုကြောင်းဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောပါတယ်။အခုဖြစ်ပေါ်ခဲ့တဲ့ငလင်ပေးတံကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုတွေကိုသင်ခန်းစာယူပြီးလန်ဒရာနဲ့အဆောက်အဦတွေဆောက်လုပ်ရမှာတဘာဝဘေးအန္တရာယ်ခံနိုင်ရေးစံနှုန်းတွေကိုစနစ်တကျတွက်ချက်ဆောက်လုပ်စီရေးစစ်ဆေးကြက်မှတ်ဆောင်ရွက်သွားဖို့လိုကြောင်းအခုလောက်ခတ်ခဲ့တဲ့ငလင်ဆိုင်ရာအချက်အလက်နဲ့ဖြစ်ပေါ်မှုတွေကိုလည်းစနစ်တကျမှတ်တမ်းပြုစုထားရှိဖို့နဲ့ထုတ်ပြန်မှုတွေဆောင်ရွက်ပေးသွားဖို့လိုကြောင်းနတ်စကဥက္ကဋ္ဌကပြောပါရယ်။ကုညီကဲဆေးရေးနဲ့ထောက်ပံ့ရေးပစ္စည်းတွေပေးရရမှာ ငလင်ပေးတဲ့တင်ခဲ့ရသူတွေအားလုံးရာတင်ရထိုက်သူတွေအားလုံးရရှိစေရေးစနစ်တကျစည်ရင်ပြုစုဆောင်ရွက်သွားဖို့လိုအပ်တယ်လို့နတ်ဆကဥက္ခရာကပြောပါရယ်အဲ့ဒီနောက်စာရေးတောက်ရေးအစီအပြောင်ဆောင်ရွက်ပြီးသွားဖို့လိုကြောင်းစည်ရင်တွေမထက်စည်ရင်နဲ့ကြံနေခဲ့ရသူတွေမရှိစေရေးမြန်မြန်တက်တာဖြစ်စေရေးတာဝန်ရှိသူတွေအားလုံးကကြကြမမန်နဲ့စနစ်တကျစည်ရင်ကောက်ယူပြုစုဆောင်ရွက်သွားဖို့လိုကြောင်းမိမိတို့အနေနဲ့ပင်လယ်ထူထောင်ရေးဆိုင်ရာကိစ္စရပ်တွေကိုများစွာဆောင်ရွက်သွားရမှာဖြစ်ပြီးဦးစားပေးအစဉ်အလိုက်အမြဲဆုံးဆောင်ရွက်ပေးသွားဖို့လိုကြောင်းသူကပြောပါရယ်